ားလုံးပဲမင်္ဂလာပါဒီကနေ့ကကျွန်တော်အမှန်တကယ်ဆိုရင်ဒါ podcast တရားမင်းနေပေါ့နော်အဲဒါပေမဲ့လည်း podcast မတင်နိုင်တဲ့အတွက်ကျွန်တော်အစားထိုးနေတယ်ဒီနေ့ဟို content writing နဲ့ပတ်သက်တဲ့ဒီ topic လေးတကူကိုကျွန်တော်မျှဝေပေးချင်တာဖြစ်ပါတယ်အဲဒီ topic လေးကဘာလဲဆိုတော့ content writing ကနေပြီးတော့ကိုယ့်ဘဝတိုးတက်အောင်ဘယ်လိုမျိုးလုပ်ကင်လို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုဒါလူတွေအတွက်ကျွန်တော်ဆွေးနွေးပေးချင်ပါတယ်ကျေးဇူးပါအဲ့တော့ကျွန်တော်တို့ဒီဂရီပြောတဲ့အကြောင်းအရာလေးကနည်းနည်းရှင်းနိုင်ပါတော့ အရင်ဆုံးကျွန်တော်ရဲ့ content writing experience တွေကိုယင်ပြောပြီးမှာပဲကျွန်တော်ဒီ content writing phase ကနေပြီးတော့ data ပို့ပြီးတော့ဘယ်လိုမျိုးဆက်သွားလို့ရလဲဆိုတာကိုကျွန်တော်ချပြမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်ပြောချင်တာကအားလုံးသိရတဲ့အပြင်ကျွန်တော်က content writing phase တွေကိုအရင်ဆုံး content writer ဘဝကနေစတာပါဗောနော်အဲ့တော့ content writer ဘဝမှာကျွန်တော်အာ page တွေဗောနော်ဒီ broad ဒီပြောမယ်ဆိုရင်တော့ အများကြီးကျွန်တော်ရေးဘူးတယ်ဒီရေးတာမှာ celebrity page တွေအတွက်လည်းကျွန်တော်ရေးတယ်အာနာမည်ကြီး brand တွေအတွက်လည်းကျွန်တော်ရေးဘူးတယ်နာမည်မရှိတဲ့ brand တွေအတွက်လည်းကျွန်တော်ရေးရပါတော့အဲ့တော့ corner writing experience ကျွန်တော်ကအလုံးလုံလောက်တဲ့ experience ရှိလာတဲ့အခါမှာအဲကျွန်တော်ထပ်စဉ်းစားရတဲ့အပိုင်းရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တန်တန်းနေမှာလည်းကျွန်တော်အမြဲတမ်းပြောပြတယ်။အဲ့ကျွန်တော်တို့ corner writing ရဲ့လုပ်ဆိုတာကအကန့်သတ်ရှိ န်းသရှိရဆိုတော့ဒီဟာတော့ကျွန်တော် freelance content writer လောက်တော့ဆိုရင်ကျွန်တော်ဒီနေ့ကိုကျွန်တော်ဆယ်ဖို့လောက်ရရတယ် client ကျွန်တော်အရင်များတယောက်တည်းနဲ့ client ဆယ်ရောက်လို့ရှိဆိုတော့ကျွန်တော်၄၅၆ပို့လောက်ဒီနေ့ဒီနေ့ရေးရတာကိုတစ်ပတ်လောက်ကြာသွားတဲ့အခါကျွန်တော်ခေါင်းကြီးပူလာကျွန်တော်မရေးနိုင်ဘူးသိရဲ့ဟိုပြောရမယ်ဆိုတော့ content creation လုပ်တယ် content writing လုပ်တယ်ဆိုတော့အဲ့ဒါကြိမ်စတဲ့ကိုကြံချောင်းထည့်တယ်လို့မလို့ဘူးအချိန်ပေးရတယ်စဉ်းစားရတယ် တခါခါကျရင်ငုံငငိုင်းကြီးဖြစ်ပြီးတော့စဉ်းစားနေတာကဘာလဲဆိုတော့ပြန်စဉ်းစားရတဲ့ခိုက်တက်နေရှိခုနရိုက်တာဒါမျိုးကြုံမှုလားတော့မသိဘူးပေါ့နော်တကယ်ကြီးကျွန်တော်အဲ့လိုကြုံရတယ်အဲ့ကျွန်တော်စဉ်းစားရငါ content တွေရေးမှပတ်စံရမယ်ဆိုအကောင့်နဲ့မရေးနိုင်တဲ့ခါကျတော့ဘယ်လိုလုပ်မလဲအဲ့ဒါနဲ့ကျွန်တော်ကဟိုဒီထက်ပိုပြီးတော့ content writing ထပ်ပိုကောင်းတဲ့ light တစ်ခုကိုကျွန်တော် change ကိုကြိုးစားတယ်ပေါ့နော်ဒါလည်းကျွန်တော် seminar တွေမှာပြန်ပြောပြပါတယ် content writer ဘောကရုံထွက်ခြင်းပေါ့နော်အဲ့လိုပြောလို့လေ content writing လောက်ကမကောင်းလို့ပြောတာမဟုတ်အရင်ကောင်းတယ်နော် content writing လောက်ကဘာတွေကောင်းလဲဆိုရင်ဟို9 to 5အပြင် freelance နဲ့လည်းလုပ်လို့ရတယ်ပိုတကယ်စိတ်ပိုင်ရင်9 to 5လုပ်ပြီးတော့လည်းပဲဝေဝေကောင်းကောင်းရှာလို့ရတယ်ညာဟိုဒီကမှတစ်စိတ်ကျွန်တော်လောက်ထက်တခြား digital free တွေပေါ့အများကြီးပြောင်းလဲပြီးတော့ပူးတန်းလို့ရတယ်ဒါတော့ဘယ်မှာလဲကျွန်တော်ပြောပြမယ်ဆိုတော့ကျွန်တော်စဉ်းစားလိုက်တာကဟိုရေးတိုင်းမှာရမယ်ဆိုရင်တော့ ငါအစ်မျိုးများများမရေးပဲနေပေါ့နော်ဟိုတနည်းအားဖြင့်ပတ်စံပုံမှန်ရနေအောင်ငါဘယ်လိုလုပ်အောင်လဲဆိုစဉ်းစားတဲ့အခါမှာနောက်တစ်ခုတက်တွေ့အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ contact ပဲ service ပဲရင် contact face ပဲရအောင်အဲ့တော့ကျွန်တော်ကတခြားသော graphic တွေတခြားသော planning ဘိုင်းတွေ strategy ဘိုင်းတွေမှာထည့်ပြီးတော့ digital marketing ဘိုင်းကို service ပေးလိုက်ရင်ကောဆိုပြီးစဉ်းစားတဲ့အခါမှာကျွန်တော်ဖြည့်တွေ့တာပေါ့နော်အဲ့လိုနဲ့ကျွန်တော်ကကျွန်တော်ရဲ့မိတ်ဆွေအဲ့ဟောဆိုကျွန်တော်ရုံးက designer ကိုတယောက်ကိုကျွန်တော် လက်တွဲဖို့ဖိတ် invite လုပ်တယ်။သူကလည်းတပုံဘလောက်ဆိုပြီးတော့ကျွန်တော်စီကယူတယ်ပေါ့နော်။အဲ့လိုပုံစံနဲ့ကျွန်တော်ကပြောမယ်ဆိုလို့ရှိရင် content သေးတယ်မဟုတ်ပဲနဲ့ pay management ဆိုတဲ့ပုံစံနဲ့အဲ့ဝင် digital marketing တွေပိုင်းတော့ကျွန်တော်သိမသုံးဖြစ်ဘူးပဲတဲ့လား။ pay management မှာအဲ့လိုမျိုးလဲကျွန်တော်ကဟိုပို့ပြီးတော့အင်ကန်ရအောင်လုပ်တယ်။ဆိုတော့နောက်တစ်ခုကအဲ့မှာဟိုကျွန်တော်ဘာထပ်လုပ်လဲဆိုတော့ကျွန်တော် content တွေအများကြီးရေးမှပတ်စံရမယ်ဆိုရင်ကျွန်တော်မရေးနိုင်ဘူး။အဲ့တော့ ကျွန်တော်အစားရေးပြီးမဲ့သူကိုကျွန်တော်ထက်ရှာတယ်အဲ့တော့ထက်ရှာတဲ့အခါမှာလေကျွန်တော်အဲ့ဒီအချိန်မှာတနန်းနေပါရီတုံးနေတနန်းနေပါရီလောက်တဲ့အခါကျတော့ကျွန်တော်စီမှာလာတက်တဲ့သူတွေပေါ့နော်သူတို့စီတွေကမှ talent ရှိတဲ့သူတွေကိုကျွန်တော် internship ပြန်လုပ်ပြီးတော့အဲဘယ်လိုပြော app ပြန် choice လုပ်တော့အဲ့လိုမျိုးပုံစံနဲ့ကျွန်တော်စားတယ်ဆိုတော့ဗျဟိုပုံဝင်လေးလေးပြောရရင် corner rider စစ်စစ်ကြီးလေးကျွန်တော်မငားနိုင်မငားချင်တာလည်းပါတယ်ဆိုတော့ဘာလို့လဲဆိုတော့ corner rider စစ်စစ်ကြီးကကျွန်တော်လိုချင်တဲ့ဘောင်းနဲ့ဝင်ချင်တော့ ကျွန်တော်က internship ပုံနဲ့เนาะ training လောက်ထားပြီးတဲ့သူတယောက်ဆိုရင်တော့ကိုကောင်းတော့เนาะဒီလိုပုံစံနဲ့ကျွန်တော်ကကျွန်တော်ဒီလုပ်ငန်းကို content writer အနေနဲ့တက်စစ်တယ်။ဟိုလိုမျိုးဟို digital marketing service ပေးတဲ့လုပ်ငန်းတစ်သိလေးတစ်ခုကျွန်တော်စတင်ဆောင်ခဲ့တယ်။အဲဒါမှတက်စစ်ကျွန်တော်ကတနည်းလောက်ကြာတဲ့အခါမှာလုပ်ငန်းတွေကများလာတယ်။ client တွေ၁၀ယောက်၊၁၅ယောက်၊၁၂ယောက်အဲ့လိုအဲ့လိုမျိုးဖြစ်လာတဲ့အခါကျတော့ဒီတိုင်းသွားလို့မရဘူး။ကျွန်တော်တို့လုပ်ငန်းတွေဒီထက်ပိုပြီးတော့ ရုတ်ဖြစ်ဖို့လိုတယ် stable ဖြစ်ဖို့အတွက်ကျွန်တော်ကကံတွေလောက်ရမယ်ဆိုပြီးရွေးချယ်တယ်ကျွန်တော်ကံတွေလောက်တယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်နောက်မှသိစိတ်ပြောပြမယ်เนาะဘာတွေလုပ်ရလဲပေါ့ဆိုတော့အဲ့ကမှတ်စစ်ကျွန်တော်ဘာတွေထပ်လုပ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီတနည်းအားဖြင့်ပေါ့နော်အာဟိုထပ်ပြီးတော့ပေါ့နော်ကိုပေးလို့ရတဲ့ service တွေကိုတက်ထပ်ပြီးတော့ပေါင်းထည့်တာပေါ့ဗျာကျွန်တော်စီမှာကျွန်တော်ကရိုက်ကူးလောကလာတယ်ကျွန်တော်မီဒီယာသမားဖြစ်တဲ့အတွက်အာ be professional မှာရထည့်တယ်ဟိုမှာ tower တက်တော့ package တွေ ခြားသော website နဲ့ပတ်သက်တဲ့ package တွေဒါကြီးဆိုတာကျွန်တော်အသီးမိတ်စုနဲ့ collaborate လုပ်ပြီးတော့ပေးတဲ့ service တွေပေါ့နော်အဲ့လိုမျိုးကြီးကျွန်တော်လုပ်တဲ့အခါမှာဟိုကျွန်တော်စီမှာမရမှာမရှိဘူးပြန်မှပူထိုးချင်တာလားဟိုထားပါတော့ဟိုမှာ page kind စေချင်တာလား content creation လား video editing လားအကုန်ပါတယ်ဆိုတော့အလိုဖြစ်လာတယ်အဲ့ဒါဆိုတော့ပြောချင်တာက content writer တွေပါလေဒီရေးဖို့တစ်ခုထဲမှာပဲအားစိတ်ထားမယ်ဆိုရင်ကျွန်တော်တို့အချိန်တော်တော်ကြာတဲ့အထိအောင်မှာဒီဘွားကြီးရနေပြီ ဲ့တော့ကျွန်တော်ကတော့အချိန်ရမ်းတူတူတွင်းမှာပဲကျွန်တော် content writer ပေါ့ဝင်ရောက်ထွက်တယ်ပြီးတော့ကျွန်တော် business ဘက်ကိုကူးတယ်ဆိုဒီလိုပုံစံနဲ့ကျွန်တော်ကကိုယ့်ဘဝကိုအတူဆောက်ခဲ့ရဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုခုနောက်ပိုင်းများလာမေးတဲ့လူငယ်လေးရှိတယ်အဲသူတို့တွေကအဓိကဗာမေးတာလေဆိုတော့ content writing phase တဲကိုဝင်ကျင်နေအဲဘာလို့ရမလဲပြီးလို့ရှိရင်ကျွန်တော်တို့တနည်းအားဖြင့်ပြောရအောင် content writer ုက္ခသူတို့အတွက်ပေါ့နော်ရေရှည်မှာပေါ့အမှတ်ကံချက်ရှိလာဆိုရယ်ဆိုရင်စိတ်တွေကြောင်းကြစိတ်ဓာရီတဲ့မျိုးစုံကိုကျွန်တော်မေးခွန်းနေမိကြတယ်အဓိကတော့သူတို့ကဘယ်ကစားမှာမသိတာဆိုတော့ကျွန်တော် group တွေမှာလည်းတွေ့တယ်ကွန်နော်ရိုက်တာတို့ကလည်းတကယ်တော့ရိုးရှင်းနေပါသေးလားရှင်းရှင်းလေးပဲကျွန်တော် creation ပဲဘာလဲ creation တော့ရယ်ဆိုတော့စာသားတွေစကလုံးတွေနဲ့ creation လုပ်ရတာဗျအဲ့တော့ကိုကဒီစာသားတွေစကလုံးတွေဖန်တီးမှုတွေနဲ့ရင်းနှီးကြုံမှုရှိလားကိုဒါတွေလုပ်နေရရင်ပျော်လားကိုအရှင်စဉ်းစားလိုက် ပြောရဆိုရင်တော့လုပ်မပြောဘူးဆိုရင်တော့အဲ့ဒီ zoom မိတ်ပြီးတော့ချိန်မိတ်ပြီးလုပ်လို့မရအောင်အိမ်ကအမေလောက်ခိုင်းလို့လုပ်လို့မရအောင်ကျွန်တော်ကတော့ writing phrase ကတော့အဲ့တော့ဒီအောင်စဉ်းစားနေဒါအောင်တွင်းနေပြောရဆိုရင်တော့လုပ်ပြနောက်မှကျွန်တော်ပံ့ပိုးပေးမယ်အဲ source တွေအများကြီးရှိတယ်တန်းန်းနေ training တွေတခြားသော workshop တွေအများကြီး seminar တွေမှာအဓိကကကိုယ့်ရဲ့စိတ်ကိုကိုယ်သိဖို့လုပ်တယ်အဲ့တော့ကိုယ်တန်းန်းနေလိုက်စုံစမ်းတဲ့အခါမှာလေတန်းန်းနေကတော့သူ့အမီးသူ့ဟန်လေကောင်းကြတာပဲ ကျွန်တော်ပြောပြသားတနန်းဆိုတာကတနန်းတက်လိုက်လို့လေချက်ချင်းဝေရှားကောင်းတဲ့ကွန်နာရိုက်တာဖြစ်မသွား။ဘာဖြစ်သွားမှာလဲဆိုတော့အာအဓိကကဟိုပါပေါ့နော်။ကျွန်တော်တို့လမ်းကြောင်းတစ်ခုပေါ်ရောက်သွားမှာ။ဘယ်ကွန်နာရိုက်တင်းဆိုတာဘယ်လိုလဲ။အဲ့တော့ကွန်နာရိုက်တာတော့ဘာတွေသိရမလဲ။ကွန်နာရိုက်တာကနေတစ်ဆင့်ကဘာတွေဆက်လုပ်လို့ရလဲဆိုရင်မြင်သွားမှာ။အဲ့ကမှတစ်ဆင့်နော်ဝကင်းနေရတာ။ဒါဒါတနန်းရအားသာချက်တယ်။ဒါပေမဲ့ကိုကိုဘာသာကိုစူးစမ်းအားထုတ်ဖို့ကတော့ပုံရည်ကြီးတယ်။ကျွန်တော်ဆိုလို့ရှိရင်တနန်းကထောင်နဲ့ကြည့်ပြီးကျွန်တော်ထုတ်ခဲ့။ ဒါပေမဲ့အဲ့ဒီမှာကျွန်တော်ကျွန်တော်ထင်ပါတယ်ယာကနန်းတော့ပဲရှိမယ်တကယ် corner writing လုပ်နေသူကအဲ့တချို့လူတွေကတော့ဗျာသူတို့လုပ်ငန်းသူတို့ page အတွက်ဟိုကိုယ်တိုင်လည်းဖန်တီးချင်မှာဖန်တီးမှာပါဒါပေမဲ့တကယ်လုပ်နေသူလည်းအများကြီးရှိပါတယ်ကျွန်တော်လည်းညှိုးထိုးမလဲပါကျွန်တော်ဒီ group ထဲမှာကြည့်လိုက်ကျွန်တော်တင်တန်းလာနေပြီးတော့တော်တော်များများလည်းကျွန်တော်တွေ့ပါတယ်သူတို့တင်တဲ့စာလေးဖတ်ပြီးတော့ကျွန်တော်တခါခါကြားရလေဩလို့မဆိုးဘူးကောနော်ဒီ clay talent ရှိတယ်အဲသူတို့ရေးနိုင်တယ်အဲတချို့ လေးမတွေအဲယောက်ျားလေးတွေလည်းတော်တော်တော်ကြရရှိပါဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့နောက်ပိုင်းမှာလုပ်ငန်းရှင်တွေလုပ်ငန်းရှင်တွေစီကကျွန်တော်ကဘာလုပ်လဲဆိုတော့ဟိုခုနရိုက်တာတော်ရင်ကျွန်တော်ပြောကျွန်တော်ရေတန်းန်းကနေပြီးတော့ပေါ့နော်အဲ့လိုမျိုးအဲကလေးရှိရစီကျွန်တော်ပြောတော့ချွတ်လုပ်ငန်းရှင်တွေလာပြီးတော့အဲ့လိုလုတောင်းကြတယ်ပေါ့နော်ကလေးရှိလာအဲ့ကြောင့်ကျွန်တော်အများနဲ့ကျွန်တော် Telegram မှာကျွန်တော်အများနဲ့တင်ပေးနေတယ်အလုပ်ကိုင်းနေပတ်သက်တဲ့ခွန်လေးအဲ့တော့အဲ့လေးလည်းမသိသေးဘူးပေါ့နော်ကျွန်တော် Telegram လေးလည်းကျွန်တော်ချပေးတာလေအဲ့မှာသွားပြီးတော့ကျွန်တော် join တာပေါ့နော်ကျွန်တော် writing ရဲ့လုပ်ငန်းနဲ့ပတ်သက်တာဆိုကျွန်တော်အာမခံတဲ့လုပ်ငန်းတွေနော်အဲ့ကျွန်တော် Telegram group မှာတင်တဲ့လုပ်ငန်းတွေကကျွန်တော်အာမခံချက်ပေးတဲ့လုပ်ငန်းတွေဖြစ်တယ်ဆိုတော့အဲ့တော့ပြန်ဆက်ရမယ်ဆိုရင်ဗျာကျွန်တော် writing phase ကနေပြီးတော့ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းဖြစ်အောင်ပြောင်းလဲခဲ့တယ်95ကိုလောကရတက်လိုက်တယ်ရက်ရက်မတက်လို့လည်းမရောက်နေနော်ဟိုဘာလို့ဆိုတော့ဒီပုံမှာအာရုံစိုက်ပြီးတော့လုပ်တယ်အဲ့တော့တကယ်တမ်းလုပ်တဲ့အခါမှာကျွန်တော်တို့ကဒီ95ကရတဲ့အင်ကမ်းတက်စေစမကတ် စဉ်းစားမကဆိုတာဒါဒီလက်ပို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အကြမ်းမြင်ပြပြရမှာဆိုတော့ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့အတွက် strategy များတယ်ဟိုနည်းနည်းလေးပေါ့နော်ဟိုဟိုဝန်ထမ်းလုံးတက်ပို့ပြီးတော့ခက်ခဲရရရှိတယ်ပေါ့ဒါတွေကတော့တော့ကျွန်တော်အသေးစိတ်ပြောပြမယ်ဒီကဒီနေ့ကျွန်တော်ပြောချင်တာကကိုက content writing ကိုတကယ်ဝါသနာပါလားရင်စမ်းစစ်လူငယ်လေးသူများလို့လို့ရောင်းမလိုက်မလို့လေဒီ face ကိုသွားမယ်ဆိုရင်အနည်းဆုံးကျွန်တော်တို့က6လလောက်လေ့လာပြီးရင်ကျွန်တော်တို့ကအဲ6လအတွင်းမှာ ိုယ့်ရဲ့အာသာချက်ကိုရှာဖွေတွေ့ရှိအောင်တော့ဝမ်းစာတွေဖြည့်ပြီးရင်စတင်ပြီးတော့ကြိုးစားပြီးရင်ဒီစင်အစင်ကြိုးစားရဲဆိုတဲ့နေရာမှာတော့ကျွန်တော်တစ်နှစ်နှစ်နှစ်လောက်တော့မရအောင်တော့တာကိုတိရမယ်လေဒီလုပ်ငန်းတွေကကိုယ့်ဘဝကိုပြောင်းလဲပေးနိုင်လားဒီကိုနေ့စဉ်ထိတွေ့နေတဲ့အရာတွေကကျွန်တော်တို့ဘဝကိုပြောင်းလဲပေးနိုင်လားပြောင်းလဲပေးနိုင်တဲ့ environment မှာလေပြောင်းလဲပေးနိုင်အောင်တင်ထွက်ပြတခြားလူတွေအများကြီးရှိဆိုတော့အဲ့လိုမျိုးနဲ့ကိုကိုကိုမြန်တိုးတက်နေအောင်လို့ကွန်နရိုက်တာတွေစူးစမ်းတဲ့ ပြီးကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာလည်းကျွန်တော်ရအောင်ယူစေချင်တဲ့အားလေးရှိရတော့ဘာလို့ဆိုကွန်နော်ရိုက်တာဆိုတော့လုပ်ငန်းတွေအများကြီးကိုထိတွေ့ရတဲ့အခါမှာကိုကိုယ်ရဲ့လုပ်ငန်းလုပ်တဲ့အခါမှာလည်းဘယ်လိုစဉ်းစားရမလဲဘယ်လိုတွေးတော့ရမလဲဘယ်လိုစတင်ရမလဲဒါတွေသိအောင်တစ်ခါလေးရှုပါရေးမယ်ဆိုဒါပဲရေးနေလို့ပြရအောင်ဒါပေမဲ့ရေးရတဲ့ခုတွေနဲ့ကကျွန်တော်ပြောချင်တာတိတ်တမင်းစောင့်လို့မရအဲ့တော့အနည်းချောင်းရတယ်ကျွန်တော်ကွန်နော်ရိုက်တာတွေကတကယ်ကိုအခွင့်အလမ်းတွေအများကြီးကိုရရှိတာလေလောက်ကဲ ထားတွေရတခုဖြစ်တယ်ဒီကနေ့မှတစ်ဆင့်တခြားသောတော့လုပ်ငန်းတွေကိုယ်ပိုင်လုပ်ငန်းလုပ်ကြတာရှိတယ်ပိုကောင်းတဲ့လမ်းကြောင်းတွေကိုရောက်သွားတယ်ရှိတယ်အဲခုနကကျွန်တော်တို့လိုပေါ့နော်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့တွေလည်းရှိတယ်အဒီလက်ပို့ပြီးလည်းပဲမြင့်ပြီးတော့ရာလူတိုးသွားတယ်လည်းအများကြီးရှိတယ်ကိုယ်ပိုင် blog တွေရိုက်ပြီးတော့ဝင်ငွေတွေကောင်းနေတယ်လည်းအများကြီးရှိတယ်ဒါကျွန်တော်ပြောမှုတယ်ကျွန်တော်တင်တင်နာမှာပေါ့နော်ထွက်သွားတဲ့တွေကြီးလည်းကျွန်တော်ကုန်းချင်းတွေ blogger တွေနော် influencer တွေပြီးရင်အဲလူမျိုး မီဒီယာဘိုင်းလုံးနေတဲ့သူတွေ digital marketer တွေ control တွေအများကြီးပဲကျွန်တော်ကတော့သူတို့ကိုတွေ့ရင်ကျွန်တော်မှန်းတာတယ်တကယ်တကောအခြေခံလဲပါလာတယ်ကျွန်တော်ရဲ့ဒီဟောကောနော်တန်တန်းကြောင့်မဟုတ်ဘူးနော်သူတို့ကိုယ်တိုင်တကယ်ကြိုးစားတဲ့အခါကျတော့ဟိုဘယ်လိုပဲပြီးပေါ့နော် content writing ဟာတကယ်လုံးရင်တကယ်ဖြစ်တယ် content creation ကြောင့်ဝင်ဝင်ရရတယ်ဆိုတော့သူတို့ကြည့်ကျွန်တော်ကအသက်တွေထူလို့ရတယ်ဗျသဝမ်းတာတယ်ပေါ့သူတို့တွေ့နေရရောငါလုတ်ခဲ့တာငါအားထုတ်ခဲ့တာတွေကအလဟသမဖြစ်ဘူးဆိုတာ เนาะဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေလေဟိုကျွန်တော်ပြောချင်တာကကျွန်တော်ဗီဒီယိုမိတ်တန်ချပါပြီကျွန်တော်ဗီဒီယိုမရိုက်တာကျွန်တော်ဘန်ကောက်မှာပြန်လာကြတယ်အများဖြစ်တာပေါ့เนาะဒီနေ့ကတော့ကျွန်တော်နည်းနည်းလေးလေးစိတ်ထဲမှာဗီဒီယိုရိုက်ဖို့လေးလေးစိတ်ကူးရှိတာနဲ့ကောက်ရလိုက်တာပေါ့เนาะဆိုတော့ပို့ပါပါပဲဘာမှ edit မလုပ်တာဘူးဒါပေမဲ့ဒီဗီဒီယိုလေးကအဲလက်ရှိ content writing phase ကလူငယ်တွေအတွက်တခုခုတော့ကြံမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ content နဲ့ပတ်သက်တဲ့သင်တန်းတွေလေကျွန်တော်ပေးနေစေဖြစ်တယ် အတင်းကောင်းလေးတစ်ခုပေးချင်တာပါလေဆိုတော့ content အတန်းကိုကျွန်တော်က zone တိုင်းရဲ့မတင်တာရမ်းကြပြီ။အဲ့တော့ကျွန်တော်ကဒါ digital နဲ့ပတ်သက်တဲ့အတန်းတွေပဲတိုင်းရိုက်တင်တာပေါ့နော်။အဲ့တော့တချို့ down ဆိုကြတယ်เนาะ။အဲ့တော့ zone cluster ဆင်တယ် content writing ပါ။အဲ့တော့ကျွန်တော်ဒီလနောက်ဆုံးပတ်တယ်ပါ။ content writing နဲ့ပတ်သက်တဲ့ zone cluster ပြန်ဖွင့်လို့စဉ်းစားစဉ်းစားတာလေးပေါ့နော်။အဲ့အသေးစိတ်ကိုလည်းကျွန်တော်ပြန်ကြော်နာပေးပါမယ်။အဲ့တော့ content writing ကိုဒီတစ်ခါတော့ကျွန်တော်ကဒီ basis to advanced ပုံစံမျိုးလေးပေါ့နော်။ ုံးအဲ့တဲ့တဲ့ပုံစံလေးကျွန်တော်ပြန်သွားဖို့ရှိတယ်အအရှင်ကပြောခဲ့တာတွေပြည့်တခြားပုံကောင်းတဲ့အကြောင်းအရာတွေကျွန်တော်ထည့်သွင်းပြီးတော့ပြောဖို့ရှိပါတယ်ဆိုတော့ဒီမူဇာကကွန်နရိုက်တင်ဖီချာတွေပါလဲရှိပါသေးတယ်ဘယ်လမ်းကြောင်းမှလည်းမချော်တော့ပါဘူးเนาะအဲ့ဆိုတော့ဒီအချိန်နေတူတွေလည်းပဲကွန်နနဲ့ပတ်သက်ပြီးတော့တန်တန်းကောင်းကောင်းပြချင်တယ်ဆိုရင် ချုပ်တင်ပြီးတော့လာရောက်ဆောင်နိုင်တယ်ပေါ့နော်။အဲဒါမှမဟုတ်လေ online class ပဲတက်ချင်တယ်ဆိုလည်းကျွန်တော်ရဲ့ digital world ဆိုတဲ့ education platform မှာသွားပြီးတော့တက်လို့ရပါတယ်။နော်။ဆိုတော့ကျေးဇူးတင်တယ်။လိုပြီပေါ့နော်ကျွန်တော်တို့ online writing လောကကြီးကိုရောက်လာပြီဆိုရင်ကို့မှာအခွင့်အလမ်းတွေရှိနေဆိုတော့သိရမယ်။ဒီအခွင့်အလမ်းတွေကိုစုပ်ကန့်နေအောင်ကြိုးစားရမယ်။ဒီကမှတစ်ဆင့်ကိုယ့်ဘဝပြောင်းလဲနေအောင်လုပ်ပြီးတော့ကျွန်တော်တို့လက်ရှိအခြေအနေကနေပေါင်းထွက်နိုင်လို့ပါလေ။ဟုတ်ရင်တော့ကျွန်တော်ဒီတိုင်းပဲ ျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုကြရင်ကျွန်တော်ပြန်ပြီးရောပိုကောင်းတဲ့အကြောင်းအရာနဲ့